အခုခေတ္တနိုင်ငံမှာပြောနေကြတဲ့သာသနာပြုသာသနာပြုဆိုတဲ့အဲ့ဒီသာသနာပြုဆိုတဲ့စကားကိုဘာကိုဘာအဓိပ္ပာယ်ကိုရည်ရွယ်ပြီးတော့ပြောနေကြတယ်ဆိုတာဦးစင်းတို့နားကိုမလဲတော့ဘာကြောင့်နားမလဲတော့ဘူးလဲဆိုတော့သာသနာပြုတယ်ဆိုတာသာသနာဆိုတာဘုရားအဆုံးမနော်ပရိယတ်တိလိုပฏิပတ်တိလိုတိဝိတာလိုဘာချဲ့မနေနဲ့လူရဲမရောက်ဘူးဖြစ်သွားလိမ့်မယ်သာသနာပြုဆိုတာဘုရားအဆုံးမဖြစ်တဲ့ဝိနည်းတုတ်တန်အဘိဓမ္မာတရားတွေကို ယဟန်ဒီရှင်ရဲ့တာမကလူတွေရဲ့ယင်သေးကိုရောက်သွားအောင်ပို့ဆောင်ပေးတဲ့အလုပ်ကိုသာသနာပြုတဲ့အလုပ်လို့ခေါ်တယ်။ဘုန်းကြီးတွေစာတတ်ရုံနဲ့သာသနာမထောက်ကမ်းဘူး။ဒါဖြစ်လို့စာတတ်ဘုန်းကြီးတွေကအကျက်တီလာရှိအောင်အကျက်တီလာမရှိအဲ့ဒီတက်တဲ့စာကသာသနာရောသာသနာဝင်ရောကိုးငွေတဲ့သူတွေကိုပဲဖြစ်စည်းဖို့အတွက်အကြီးဆုံးအကြီးဆုံးလက်နဲ့အမတန်အတည်ကြီးတဲ့လက်နဲ့ကြီးတစ်ခုလိုဖြစ်လာတယ်။ဖြစ်လာတယ်။ဘာဖြစ်လို့လဲဆိုတော့ လူတွေကဘာသာတရားကိုလည်းပဲလေ့လာမှုအားနည်းတဲ့အခါကျတော့စာတပ်ပုဂ္ဂိုလ်ကြီးဆဲဆိုအရင်ထင်ကြည့်တာအဲ့ဒီအထင်ကြီးမှုကြောင့်လည်းပဲဒီအထင်ကြီးတဲ့နောက်ကိုလိုက်ရင်းနဲ့လက်မှားတဲ့ကိုရောက်ကုန်တယ်။ကုမာပါဒနာတိမတိကိုဘယ်သူမှမကြည့်ဖြစ်တော့ဘူး။နမကြီးဖုန်ကြီးတွေစာတက်ဖုန်ကြီးတွေဘွဲ့တွေအများကြီးရတဲ့ဖုန်ကြီးတွေကိုပူဇော်နေပဲသူတို့ဘဝမှာသူတို့မှာသာသနာတည်နေပြီလို့ဒီလိုအောက်မေ့နေကြတာ သာသနာတည်တယ်မတည်ဘူးဆိုတာကိုစစ်တုံးမှာကိုကဖျားစကားကိုလိုက်နာမှာကို့မှာသာသနာတည်တာမလိုက်နာရင်သာသနာမတည်ဘူးဟိုဒေါက်တာဆက်ထက်ကွမ်းလောက်ရထားလည်းပဲဖျားဆုံးမှာမလိုက်နာရင်သူလည်းသူ့မှာသာသနာမတည်ဘူးအဲ့တော့ဦးစရမြန်မာနိုင်ငံမှာနာမကြီးရနောက်ကိုကောက်ကောက်ပါဟောက်လိုက်ကြတယ်နာမကြီးတဲ့ဖုန်ကြီးကိုကို့ကွယ်လိုက်ရကို့မှာပဲဂုံရှိသွားသလိုလိုဓမ္မပဲဗုဒ္ဓဘာသာအဖြစ်ကိုတကယ်ရလိုက်သလိုလို အဲ့ဒီခေတ်ဖုန်ကြီးတွေပြောနေတဲ့သာသနာပြုသာသနာပြုဆိုတာတကယ်ကိုနားမလဲတော့တာဘာကိုသာသနာပြုလို့ပြောနေကြတာလဲဆိုတာဦးစင်းစီရောက်လာတဲ့တကားတွေဦးစင်းစီရောက်လာတဲ့တကားတွေအသက်အရွယ်အမျိုးမျိုးအသက်အရွယ်အမျိုးမျိုး69အထိဖျားကုံတော်တော်ရောပြနိုင်တယ်ဖျားကုံတော်ကိုးပါတော်ပြီးတဲ့တကားတယောက်မှမတွေ့ဘူးတည်ဘူးဘယ်လိုလုပ်သာသနာထောက်ကဘယ်လိုသာသနာပြုနေကြတယ်ဆိုတော့ဦးစင်းတို့လည်းမသိတော့ဦးစင်းတို့တော့တောင်းနေတောင်းနေဆိုတော့ ဥစီရောက်လာတဲ့တခါတည်းတော့တတ်နိုင်ဆုံးတော့တင်လာလမ်းပြတာပဲအဲလိုဒီနေ့သာသနာပြုသာသနာပြုလို့စာတင်တိုက်ကြီးတွေကပြောနေဘာကိုရည်ရွယ်ပြီးသာသနာပြုလို့ပြောနေကြတယ်ဆိုတော့ဥစီတို့နားကိုမလဲတော့ဖုန်ကြီးတွေစာတတ်တာကိုစာတင်တိုက်မှာတန်ခေါဥယျညာစာတင်တော့ဥယျညာလာတာကိုသာသနာထောကားတယ်လို့ပြောနေတာလားရှင်ယဟန်တွေကိုသာသနာတွေကိုစာစာပြီးပူချပေးနေတာကိုပဲသာသနာပြုလို့ပြောနေတာလားမဟုတ်ဘူးလို့ဆိုရင်ဟုတ်တယ်ဒါပေမဲ့ ရှင်ဟန်းဆိုတာကဘုရားဆုံးမတွေကိုရှယ်ဆောင်သွားလာနေတဲ့တရားတည်ယူမားတွေတရားတည်ယူပူဆောင်မားတွေလူတွေစုကိုရောက်မှသာသနာကထောက်ကားတယ်လို့ခေါ်တယ်လူတွေစီရောက်အောင်ပြုမှသာသနာပြုတယ်လို့ခေါ်တယ်ဘုရားဆုံးဘုရားဟောကြားခဲ့တဲ့ဘုရားဆုံးမှဖြစ်တဲ့ဝိနည်းတုတ်တဲ့အဘိဓမ္မာတွေကိုသင်ယူပြီးတော့တည်ဆောင်သွားရဖို့ကရှင်ဟန်းတို့ရဲ့မလုံမဖြစ်တောင်းဖို့ဒါသာသနာပြုမဟုတ်ဘူးမလုံမဖြစ်လောက်ကိုလောရမယ်တာဝဝတရား အဲ့ဒီဟာတွေကိုဘုရားဆုံးမဝင်းနီးတော့တဲ့အပိဓမ္မာတွေဆိုတော့လူတွေရဲ့ယင်တဲ့ကိုပို့ဆောင်ပေးတဲ့အလုပ်ကိုမှသာသနာပြုတယ်လို့ခေါ်တယ်အခုလူတွေကဘုရားကိုတော့မသိတော့တရားကိုတော့လည်းမသိဘူးတန်ခါကိုတော့လည်းမသိဘူးဘုရားဆိုတာလည်းဘာမှမသိဘူးတရားဆိုတာလည်းဘာမှမသိတော့တန်ခါဆိုတာလည်းဘာမှမသိတော့အဲ့တော့ဘာတွေသာသနာပြုနေကြသလဲဆိုတော့ဦးဇေတို့နားကိုမလဲတော့တာဒီခေတ်မှာသာသနာပြုသာသနာပြုနေပြောနေတာတကယ်နားမလဲတော့ဘူးဘာကိုကြီးရွယ်ပြီးတော့သာသနာပြုဆိုတဲ့စကားကိုပြောနေကြတာလဲဆိုတာ